လာမယ့်ဧပြီလ၄ရက်နေ့ကစပြီးကက်ပလီပင်လယ်ပြင်မှာလီဘီယာနဲ့ရဝန်တကူဖြစ်ပေါ်လာနိုင်ပြီးမုန်တိုင်းအဖြစ်ဖြစ်လာနိုင်တယ်လို့ဘင်္ဂလားပင်လယ်ော်ဘက်ကဆက်လက်ယူလျားနိုင်တာကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားတယ်လို့သိရပါတယ်။ဧပြီလ၃ရက်နေ့မှာလီဘီယာနဲ့ရဝန်စတင်ဖြစ်ပေါ်လာပြီးဧပြီလ၅ရက်နေ့မှာမုန်တိုင်းဖြစ်ကိုရောက်ရှိနိုင်ခြင်းရခိုင်နှုန်း60ရှိတယ်လို့ခန့်မှန်းချက်ထဲမှာပါရှိပါတယ်။လီဘီယာနဲ့ရဝန်ဒါမှမဟုတ်မုန်တိုင်းဟာ ာကပ်နီပင်လယ်ပင်ကနေဘင်္ဂလားပင်လယ်အဘက်ကိုရောက်ရှိလာပြီးမြောက်ဘက်ကိုဆက်လက်ရွှေ့လျားနိုင်တာကြောင့်မြန်မာနိုင်ငံဘက်ကိုဥတီတာပဲဖြစ်ဖြစ်ဥမတီတာပဲဖြစ်ဖြစ်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်ရှခိုင်ကံရိုးတဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးရိုက်ဒေသကြီးအနောက်ချမ်းတွေမှာအသိအတင်အင်အားရှိတဲ့လေတိုက်တာတွေမွေးရသွန်းတာတွေဖြစ်နိုင်နိုင်တယ်လို့မိုးလီဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းခဲ့တယ်လို့သိရပါတယ်ရှင်။